င်းနိုင်ငံမှာနုပညာလုပ်ငန်းတွေလာရောက်လုပ်ကင်ကြတဲ့စစ်ကော့မရှင်လက်ဝေကန် Boycott BC သပိတ်မှောက်စည်းင်းဝင်အနုပညာရှင်တွေကိုထိုင်းရောက်မြန်မာနိုင်ငံသားတွေကတက်ကြွစွာသပိတ်မှောက်နေကြတယ်လို့သိရပါတယ်။ထိုင်းရောက်ပြည်သူတွေရဲ့တက်ကြွစွာပါဝင်မှုကြောင့်အဲ့ဒီ BC စည်းင်းဝင်အနုပညာရှင်တွေရဲ့ရှိုးပွဲတွေရုံတင်ဇက်ကားတွေအနုပညာလုပ်ငန်းတွေမှာပိတ်သိမ်းတာရက်ရွှေဆိုင်တာတွေပြုလုပ်နေရတယ်လို့လည်းသိရပါတယ်။ ဘန်ကောက်မှာဒီကနေ့နိုဝင်ဘာတရက်နေ့မှာကျင်းပမယ်လို့ကြေညာထားတဲ့အစိုးရရွှေထူးအုပ်စိုးခန့်တို့ပါဝင်ဖျော်ဖြေမယ် Music Festival ကိုလည်းပြည်သူတွေရဲ့သဘိမ့်မှောက်ခြင်းကြောင့်ပြီးခဲ့တဲ့ရက်ပိုင်းတွင်းမှာပဲပွဲစီစဉ်သူတွေကဖြတ်သိမ်းပေးခဲ့ရပါတယ်ထိုင်းရှိစစ်ကောမရှင်လက်ဝဲကအမှုပညာရှင်တွေရဲ့လှုပ်ရှားမှုတွေနဲ့အဆိုပါအမှုပညာရှင်တွေကိုတဆင့်ကြေညာပေးနေတဲ့ online ဆယ်လီတွေဈေးဆိုင်တွေကို social punishment လူမှုရေးပြစ်ဒဏ်ပေးကြဖို့ FNCC Burma Fact Check Community ဖွဲ့ကဥဆောင်နှုတ်ဆော်ပေးနေတာလည်းဖြစ်ပါတယ်။လူတွေရဲ့စိတ်ကံစားချက်တွေကဒီကာလမှာထွက်ပေါက်မဲ့နေကြတယ်။အဲ့ဒီအတွက်စိတ်ထွက်ပေါက်ဖြစ် BC နောက်ကိုလိုက်လာအောင်နှိုးဆော်ပေးရင်ဒီစိတ်ထွက်ပေါက်ကတော်လိုင်းအတွက်အင်မတန်အကျိုးရှိတဲ့ထွက်ပေါက်တစ်ခုဖြစ်လာမယ်လို့လည်း FNCC ကတာဝန်ရှိသူတူက ARD Times ကိုပြောပါရယ်။အလားတူဘန်ကောက်မှာကျင်းပမဲ့အဆိုတော် YY မျိုးကြီးဇော်ပိုင်တို့ပါဝင်မယ် IC ရှိုးပွဲကိုလည်းထိုင်းရောက်မြန်မာပြည်သူတွေကတပိတ်မှောက်ကြတဲ့အတွက် IC ရှိုးပွဲကိုကြေညာပေးတဲ့စမ်းသောက်ဆိုင်တွေ online sale တွေက ပြန်လည်တောင်းပန်တာတွေပြုလုပ်လာပါတယ်။ဒါအပြင်ထိုင်းနိုင်ငံမဟာချိုင်မှာပြသဖို့စီစဉ်ထားတဲ့စစ်ကောမရှင်တောင်းတိုင်နုပညာရှင်တွေဖြစ်တဲ့နေဝင်းခင်ဝင်းဝါတို့အပါအဝင်နုပညာရှင်များစွာပါဝင်တဲ့ ပြောတဲ့ရုပ်ရှင်ဇာတ်ကားကိုလည်းတပိတ်မှောက်ကြရာ လာရောက်ကြည့်ရှုသူမရှိဘဲ point con လုပ်ခြင်းအောင်မြင်ခဲ့တယ်လို့သိရပါတယ်။ရုံတင်တဲ့ကုန်တိုင်းကိုပါ BC light တော့လူသွားနေသွားတယ်။တော်တော်လူပန်းသွားတယ်ပြောတယ်။ကျန်တာတော့မသိရသေးပါဘူး။ကုန်တိုင်းပန်ရှင်က ဖြုံးငွေစိုးနဲ့နောက်တစ်ယောက်ကြံဦးမယ်လို့ FNCCC ကသိရပါတယ်။ညအောင်မြို့နယ်ငါးတယောက်ရဲစခန်းကနေထွက်လာတဲ့စစ်ကောင်မရှင်စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခံရပြီးစစ်ကောင်မရှင်တပ်ဖွဲ့ဝင်20ကျော်ထိခိုက်သေဆုံးတယ်လို့သိရပါဗျ။၅တယောက်ရေစခန်းကထွက်လာတဲ့အင်အား100လောက်ပါတဲ့စစ်ကောင်မရှင်စစ်ကြောင်းကိုပြီးခဲ့တဲ့အောက်တိုဘာ29ရက်မနက်၈နာရီကျော်လောက်ကကန်နာပေါင်တဲတိုက်အနီးမှာတွန်လိုင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့လို့ဖျို့ဖျဲဖြစ်ပြီးစုတ်ခွာထွက်ပြေးသွားတယ်လို့ပကံပြည်ဘလူးတပ်ဖွဲ့စီကသိရပါဗျ။ခံမန်းက20ကျော်ပါ၊စေယုံမှာတေရာက10လောင်းမှာ လောလောဆယ်ကဆေးရုံမှာဆေးကုနေတာဆယ်ကောင်သူတို့ဘက်မှာဝေဟင်းကဒရုန်းတွေရောပါတယ်ပွဲချိန်နိုင်ဝက်လောက်ပဲကြာပါတယ်လို့ညောင်မြို့နယ်တာဝန်ခံကိုစည်းက ARD Times ကိုပြောပါတယ်ဆေးကုမရှင်စစ်ကြောင်းတွေပြန်လည်ကြပြီးနောက်နောက်ထပ်ဆေးကုတွေရောက်ရှိလာပြီးဒရုန်းတွေအုံပြုပြီးမီးလောင်ပုံးတွေချခဲ့တာကြောင့်ဩရင်ရွာရှိနေ15လုံးခန့်ပျက်စီးဆုံးရှုံးခဲ့တယ်လို့သိရပါဗျ။တိုက်ပွဲတွင်ထိခိုက်ဒဏ်ရာရရှိတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်18ယောက်ကို ညာဦးစေးယုံကြီးကို ပို့ဆောင်ကူတာထားပြီးတိုက်ပွဲနေရာမှာပဲရှေးဦးသေးဆုံးတယ်လို့ပုဂံပြည်ဘလူးတက်ကထုတ်ပြန်ထားပါရယ်။အရင်ရွာဘက်ကိုစုဖွဲ့မှုပြုလုပ်ပြီးစစ်ကြောင်းလိုက်တက်ဖြန့်လာတဲ့စစ်ကောင်ပြင်းစစ်ကြောင်းကိုရွာပလဲနဲ့အရင်ရွာကြားရောက်မှာတွန်လိုင်းတက်ဖွဲ့တွေက RPG နှလုံးအင်းဤကကလလငကြင်းမီလက်နက်ငယ်တွေနဲ့စက်တိုက်ပစ်ခတ်ခဲ့တဲ့အတွက်စစ်ကောင်မရှင်တက်တွေတက်လန်ထွက်ပြေးရတာဖြစ်တယ်လို့သိရပါရယ်။ ပြီးခဲ့တဲ့အောက်တိုဘာ28ရက်နေ့ပိုင်းမှာငါးတယောက်မျိုးနဲ့ရှေ့တောင်ဘက်6ကီလိုမီတာဝန်းကျင်ကွာအိုရင်းရွာနီးတီထိတွေ့တိုက်ပွဲဖြစ်ပွားပြီးနောက်စစ်ကောင်မရှင်တပ်တွေဟာအောက်တိုဘာ29ရက်မှာစစ်ကြောင်းလိုက်တက်လာတာဖြစ်ပါတယ်စစ်ကြောင်းနောက်ပြန်ဆုတ်ဆေဖို့တိုက်ခိုက်ခံရပြီးနောက်စစ်ကောင်မရှင်တပ်တွေဟာတက်ဆုတ်ပြီးရွာပလဲဖုန်ကြီးကျောင်းမှာယာယီအခြေပြုနေခဲ့ရာအင်အားပြည့်အဖွဲ့တွေထပ်မံရောက်ရှိလာပြီးအင်အား900လောက်အခြေပြုနေတယ်လို့တပ်သတင်းရင်းမြစ်စီကသိရပါဗျ အခုတိုက်ခိုက်မှုကိုညောင်မြို့နယ်ပန်ကောက်ဖပကံပြည်ဘလူးတက်နဲ့ညောင်ခရိုင်အထူးတိုက်ခိုက်ရေးဖွဲ့မဟာမိတ်ညီနောင်တွေငါးတယောက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ For Protection Guerrilla Force PPGF Garuda Secret Force ပကံကလုံးတက် မြင်းချံခရိုင်တရင်အမှတ်3ညောင်ခရိုင်အမှတ်1တရင်အမှတ်5တရင်တို့ပအဝင်တိုက်ခိုက်ခဲ့တယ်လို့သိရှိရပါတယ် ကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့အဲ့ဒါနဲ့ဆက်ဆက်နေတဲ့ဘင်္ဂလားပင်လယ်ော်ရှေ့လယ်ပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရေဝန်ဆက်လက်တည်ရှိနေက လာမယ့်တစ်ပတ်အတွင်းဒေသလိုက်နေရာကွက်ပြီးမိုးကြီးမယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမိုးစလကထုတ်ပြန်ပါတယ်။ဒီနေ့အောက်တိုဘာ၂ရက်ကနေ6ရက်နေ့အတွင်းတိုင်းနယ်ပြည်နယ်ချို့မှာနေရာစိတ်စိတ်ကနေနေရာနှံပြောင်းမိုးထစ်ချုံရွာပြီးအချို့ဒေသတွေမှာဒေသလိုက်နဲ့နေရာကွက်ပြီးမိုးကြီးတာတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးစလကဆိုပါတယ်။ရန်ကုန်မြို့အတွင်းဒီကနေ့မနက်ပိုင်းကစတင်ကမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ရေကြီးလေရှိတဲ့နေရာတွေမှာရေကြီးရေလျှံမှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။ဒါအပြင်မနေ့ကနိုဝင်ဘာ၁ရက်နေ့ညနေပိုင်းကဒဇောင်းတိုင်းမိဘုံမြန်ပွဲတော်ကျင်းပနေတဲ့တောင်ကြီးမြို့မှာမိုးသည်ထန်စွာရွာသွန်းမှုကြောင့်ပွဲပြက်ခဲ့ပါတယ်။နေပြည်တော်ရန်ကုန်တိုင်းမန္တလေးတိုင်းပဲခူးတိုင်းမကွေးတိုင်းစကိုင်းတိုင်းအေရဝတီတိုင်းတနင်္သာရီတိုင်း ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာကွက်ပြီးမိုးထစ်ချုံရွာမယ်လို့မိုးစလကထုတ်ပြန်ထားပါတယ်။မိုးသက်တမ်းစွာရွာသွန်းတာနဲ့အတူလေပြင်းတိုက်ခတ်တာ၊မိုးထစ်ချုံတာ၊မိုးကြိုးပစ်တာ၊လျှက်စီးလက်တာ၊မိုးသီးကြွေတာ၊လျှက်တပြည့်ရေကြီးတာနဲ့မြေပြိုရာတွေကိုသတိထားရမှာဖြစ်ပါတယ်။မြမကိုင်ရဲတခြားနယ်ကမ်းလွန်ပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းတွေကြာရောက်ပြီးလှိုင်းကြီးမှဖြစ်ကား ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ကနေမိုင်40ထိတိုက်ခတ်နိုင်ပြီးလှိုင်းမြင့်မှာကိုးဘေကနေ7ဘေခန့်ထိရှိနိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားပါတယ်။နေကန်တိုက်ပွဲမှာစခန်းပြန်ယူဖို့စစ်ကူလာရောက်တဲ့စစ်ကောမရှင်တပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးချင်းကာကွယ်ရေးတပ်အရှို CTF အရှို့ကစစ်ကောမရှင်တပ်ဖွဲ့ဝင်26ဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့သိရပါတယ်။ CDF အရှိုးဟာပြီးခဲ့တဲ့စက်တင်ဘာလကနေအောက်တိုဘာလအထိစစ်ကောင်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းမှုစူးစောင်းခြင်းခံရတဲ့စစ်ကောင်မရှင်တပ်ဖွဲ့ဝင်26ဦးအရှင်ဖမ်းဆီးရမိခဲ့ပါတယ်။ဒါအပြင်နေရီကန်လန်တခြားနယ်မြေရှင်းလင်းရေးလှုပ်ဆောင်စဉ်လက်နက်ငယ်၄လက်နဲ့ခရမ်းများပြားသိမ်းဆီးရမိခဲ့တယ်လို့ CDF အရှိုးကဒီနေ့နိုဝင်ဘာ၂ရက်နေ့မှာထုတ်ပြန်လာပါတယ်။ချင်းကန်ခွဲတပ်အရှိုးဟာနေရီကန်ပြည်ဝကုန်းကိုစစ်ကူလာရောက်တဲ့စစ်ကောင်မရှင်စစ်ကြောင်းတွေကို အခြားတော်လန်ရေးမဟာမိတ်တပ်တွေနဲ့ပူးပေါင်းပြီးဂျားဖြတ်တိုက်ခိုက်တာနဲ့အတူခုခံထိုးစစ်ဆင်တိုက်ခိုက်မှုတွေပြုလုပ်နေတယ်လို့ CDF အရှိုစီကသိရပါဗျ။စစ်ကောင်မရှင်ကနိုင်ငံစခန်းပြူဟာကုန်းမကျစေဖို့အတွက်ဒေချောင်းပစ်ကူစစ်ကူတွေအဆက်မပြတ်ပေးမှုတွေကို CDF အရှိုကအခြားတော်လန်ရေးမဟာမိတ်တွေနဲ့အတူပူးပေါင်းထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါဗျ။နိုင်ငံတိုက်ပွဲနှစ်လအတွင်း CDF အရှိုကတပ်ဖွဲ့ဝင်2ဦးအသက်ပေးလူခဲ့ရပြီးခြေလက်အင်္ဂါဆုံးရှုံးသူ2ဦး အခြားထိခိုက်ဒဏ်ရာရရှိသူတပ်ဖွဲ့ဝင်9ဦးထိရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိမှာစစ်ကောင်မရှင်ဟာနိုင်ငံပြူဟာကိုအင်အားပြည့်ပါစစ်ရင်တန်းတွေနဲ့ချင်းလင်းစစ်ကြောင်းတွေကိုဇက်တိုက်ဖို့ဆောင်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်စီကသိရပါဗျ။နိုင်ဂျီးရီးယားနိုင်ငံကိုစစ်ရေးရအေးအယူွယ်ရှိချောင်းအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသတိပေးခဲ့ပြီးနိုင်ဂျီးရီးယားအစိုးရဟာခရစ်ယာန်ဘာသာဝင်တွေကိုတပ်ဖြတ်ခွင့်ပြုနေတယ်လို့ဆွဆွဲလိုက်ပါတယ်။ အခုချိန်နေဆက်ဖြစ်နေပါကအမေရိကန်နိုင်ငံကနိုင်ဂျီးရီးယားကိုကိုညီအလုံးချက်ချင်းရက်ဆိုင်ကစီးရဲရရေးယူပွဲရှိတယ်လို့အရေးမွတ်ထုတ်ပြောလိုက်ပါတယ်။နိုင်ဂျီးရီးယားဆိုရကခရီးရန်တွေကိုဆက်လက်ပြီးတက်ဖြတ်ခွင့်ပြုနေရင်အမေရိကန်နိုင်ငံကနိုင်ဂျီးရီးယားကို ပေးအပ်ထားတဲ့အကူအညီအလုံးရက်ဆိုင်ပြီးကြောက်မက်ဖွယ်ရာကြမ်းဖက်မှုတွေကျူးလွန်နေတဲ့အစ္စလာမစ်အကြမ်းဖက်သမားတွေကိုအမြင့်ပြုတ်တုတ်တင်သွားမယ်လို့ဒေါ်နယ်ထရန့်ကလူမှုကွန်ရက်ထရုတ်မှာရေးသားခဲ့ပါတယ်။ စည်ရေးရရေးယူရေးကြိုတင်ပြင်ဆင်ထားဖို့စစ်ဘက်ဝန်ကြီးဌာနကိုညွှန်ကြားခဲ့ပြီးအမေရိကန်ရဲ့ဘလို့တိုက်ခိုက်မှုကမဆိုမြန်ဆန်ပြီးပြင်းထန်မယ်လို့သူကပြောပါတယ်။နိုင်ဂျီးရီးယားနိုင်ငံမှာဘာသာရေးအကြမ်းဖက်မှုတွေနဲ့ခရီးယန်ဘာသာဝင်တွေဖိနှိပ်ခံရမှုတွေဖြစ်ပေါ်နေချိန်၎င်းကအခုလိုပြောကြားလာတာပါ။နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းမှာမွတ်စလင်များစုနေထိုင်ပြီးတောင်ပိုင်းမှာခရီးယန်ဘာသာဝင်တွေနေထိုင်ကြရာ အဆိုပါအုပ်စုနှစ်ခုကြား မကြာခဏဆိုသလိုပြိပခါတွေဖြစ်ပွားပါတယ်နိုင်ဂျီးရီးယားနိုင်ငံရှိခရစ်ယာန်ဘာသာဝင်တွေဟာချင်းချောင်းမှုရင်ဆိုင်နေရတယ်လို့ဒေါ်နယ်ထရန့်ကပြောပြီးတပ်ဖြတ်မှုတွေအတွက်အစွန်းရောက်အစ္စလာမစ်တွေကိုအပြစ်ဖို့လိုက်ပါတယ်ဘာသာရေးဖိနှိပ်မှုကြောင့်နိုင်ဂျီးရီးယားကိုအထူးစိုးရင်စရာနိုင်ငံဖြစ်သတ်မှတ်ကြောင်းလည်း၎င်းကကြေညာခဲ့ပါတယ်ကွန်ကရစ်အမတ်ရီလေးမိုးနဲ့အောက်လွတ်တော်ကော်မတီဥက္ကဋ္ဌတွန်ကိုလ်တို့ကိုနိုင်ဂျီးရီးယားနိုင်ငံမှာခရစ်ယာန်ဘာသာဝင်တွေဖိနှိပ်ခံရမှုကိုစုံစမ်းစစ်ဆေးကာ သူ့စီအစဉ်ခံစားတင်ဖို့ညွှန်ကြားထားတယ်လို့လည်းသူကဆိုပါတယ်။ထိုင်းနေသားဆောင်တပ်ဖွဲ့ကမဲဆောက်ခရိုင်ရှိထိုင်းမြန်မာနယ်စပ်ကိုစောင့်ကြည့်နေတယ်လို့စစ်ဖက်သတင်းရင်းမြစ်တစ်ခုကပြောပါတယ်။မြန်မာစစ်တပ်ကမြောက်ရီမြို့ KK ပတ်ထူးစီပွားရေးဆောင်ကိုထိန်းချုပ်လိုက်ပြီးရင်းနှီးမြှုပ်နှံသူတွေ၊ကြားဖြတ်လုပ်သားတွေနဲ့နိုင်ငံသားတွေကြားအုပ်ဝတ်တောင်းနှင်းဖြစ်ခဲ့ရပါတယ်။ ိုင်းနယ်ခြားဆောင်တပ်ဖွဲ့ဟာနေဆက်တရှောင်းကင်းလဲမှုတွေနဲ့စောင့်ချက်မှုတွေအချိန်မြင့်က KK ဘတ်တွင်ရှိဆောင်တွေကိုဖြိုချရမှာနေဆက်ကနေဒေသခံတွေမထိခိုက်စေရေးတတိထားဖို့နေခြားဆောင်ကော်မတီကတဆင့်ကန့်ကွက်စာပေးပို့ထားပါတယ်။အမျိုးသား1330ဦးနဲ့အမျိုးသမီး265ဦးစုစုပေါင်းနိုင်ငံသား1595ဦး KK ဘတ်ကနေထိုင်းနိုင်ငံနဲ့ထွက်ပြေးလာခဲ့တယ်လို့ထက်ခရိုင်ရှိထိုင်းမြန်မာနယ်ခြားကုတ်ကိန်းဌာနကပြောပါရယ် နိုင်ငံသားတွေထဲမှာအိန္ဒိယ465ဦး၊ဖိလစ်ပိုင်က220ဦး၊တရုတ်က185ဦး၊ဗီယက်နမ်က151ဦးနဲ့အီသီယိုးပီးယားက130ဦးပါဝင်ပါတယ်။ဒါ့အပြင်ကင်ညာ၊ပါကစ္စတန်၊နီပေါ၊ယူကရိန်း၊အင်ဒိုနီးရှား၊လာအို၊တောင်အာဖရိက၊ဂါနာ၊နိုင်ဂျီးရီးယား၊သီရီလင်က၊ယဝန္ဒာ၊မြန်မာနဲ့ထိုင်းကနိုင်ငံခြားသားတွေလည်းပါဝင်တယ်လို့သိရပါတယ်။နိုင်ငံခြားသား680ဦးကိုတရားစွဲဆိုက 439ခုတန်းရိုက်ပြီးပြည်နေနံပေးခဲ့ပြီး242ခုတန်းကျေးမပေးဆောင်သေးပဲထောင်ချခဲ့တယ်လို့အာဏာပိုင်တွေကပြောပါရယ်